မျောလင်းချက်အရန်ထားရင်မျောလင်းတဲ့အတိုင်ဖြစ်မလာတဲ့အခါမှာလူတွေကပင်ပန်းကြလူကျင်မှုနဲ့အလိုမချမှုပဲလူကျင်မှုတွေများတာနဲ့အများ အလိုမချမှုတွေများမှာလူကျင်နေတာကိုကသူကလောဘရဲ့သဘောအလိုမချမှုကဒေါသရဲ့သဘောဒီမှာအဲ့ဒီလူကျင်မှုတွေများနေရင်လောဘများတဲ့သဘောပဲစာနာတွေများနေတဲ့သဘောပဲ လိုချင်တဲ့အတိုင်းဖြစ်မလာလို့ဖြစ်ပေါ်လာတဲ့ခံစားချက် emotion စိတ်ခံစားမှုကဒေါသဒီလောဘဒေါသမောဟဆိုတာတတ္တဝါတွေကိုပူလောင်စေတဲ့သဘောပဲတခါတခါကျတော့လူတွေမှာကမိဘပဲဖြစ်ဖြစ်သားသမီးပဲဖြစ်ဖြစ်ဆရာသမားပဲဖြစ်ဖြစ်အထက်အရာရှိပဲဖြစ်ဖြစ်အောက်လက်ငယ်သားအထက်အရာရှိဆိုတဲ့အောက်လက်ငယ်သမားတွေမိဘတွေဆိုလည်းသားသမီးတွေဆရာသမားတွေဆိုလည်းတပည့်တွေ သူတို့တွေအပေါ်မှာကိုကတအားကြီးမျောလက်တအားကြီးဖြစ်စေခြင်းဘုန်းကြီးတို့လည်းကိုတွေ့ပဲကိုကိုတိုင်းလည်းကိုကဖြစ်စေခြင်းနဲ့ဆန္ဒတွေတပည့်တွေအပေါ်မှာများတယ်သူတို့ပေါ်တအားကြီးမျောလက်တခါတခါကျတော့ကိုမျောလင်းတဲ့အတိုင်းသူတို့ကဖြစ်မလားကိုဖြစ်ခြင်းတဲ့အတိုင်းသူတို့ကဖြစ်မလားဆိုတော့ကိုကစိတ်တိုင်းမကြတဲ့ဖြစ်အလိုမကြတဲ့ဖြစ်ဒေါသတွေဖြစ်ကိုပဲခံစားရတယ် တော့တခါတခါကိုယ်စန္ဒာဟာသူစန္ဒာနဲ့ဗျောင်းမြန်နေဖြစ်နေတာကိုဖြစ်ချင်တာတွေကသူဖြစ်စေချင်တာသူဖြစ်နေတာနဲ့ဗျောင်းမြန်နေဖြစ်နေတော့နောက်ပိုင်းကျတော့ကိုယ်ပဲခံစားရတော့တခါတယောက်ပြောဘူးတာလေးမှတ်မိတယ်အရှင်ဖျားရဲ့တဲ့သိပြီးတော့လဲတပည့်တွေအပေါ်မှာတအားကြီးတော့မျောလင့်ချက်တွေမထားပါနဲ့တဲ့တအားကြီးဖြစ်စေချင်တဲ့အတိုင်းပုံစံမသွင်းပါနဲ့တဲ့ တကယ်တမ်းကြတော့တဲ့အရှင်ဘုရားလောက်မတော်လို့အရှင်ဘုရားတပည့်တွေဖြစ်နေတာပဲဖေဟာအရှင်ဘုရားတဲ့တော်ရင်အရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောသူပြောတာလေးကတော်တော်လေးရင်ထဲမှာထိသွားတယ်တကယ်လဲမှန်တာဟုတ်အရှင်ဘုရားလောက်မတော်လို့အရှင်ဘုရားတပည့်ဖြစ်နေတာပဲဖေဟာအရှင်ဘုရားတဲ့တော်ရင်အရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောဟုတ်တာပေါ့ကိုလောက်မတော်လို့ကိုယ်တပည့်ဖြစ်နေတာကိုကိုနဲ့သွားပြီးတော့တန်းညှိပြီးတော့ကိုလိုအတိုင်း ဖြစ်စေခြင်းတော့အဲ့ဒါကိုယ့်ဘက်ကဒါမျောလင်းချက်ဒါထားသွားသလိုဖြစ်တာအကြောင်းမလို့တချို့ကိစ္စတွေမှာကိုကဖြစ်စေခြင်းနဲ့ဆန္ဒအားကြီးပေမဲ့တစ်ဖက်လူမှာသူ့ရဲ့စွမ်းဆောင်ရည်အားသူဖြစ်နိုင်တဲ့စွမ်းအားတော့ပဲကိုကမျောလင်းရတာကိုကဖြစ်စေခြင်းနဲ့ဆန္ဒထားပုံမှန်ကဒီလောက်လေးပဲသူ့ရဲ့အရေးသူ့ရဲ့ပါတယ်ကိုကအဲ့ထက်ပို့ပြီးတော့မျောလင်းနေဆိုရင် မျောလင်းတဲ့သူရဲ့အမှားပဲ